မင်္ဂလာပါဒီနေ့ဧပြီလ19ရက် Federal Affair နေ့စီသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ပုဂိုလ်ခရံအမန်နေ့၃ခုံတညနေ့တရင်ထံစစ်ကောင်စီတပ်သားတအူလက်နက်နဲ့အတူပတ်ပြောင်းခုလုပ်တဲ့တရင်ဖရူဆိုမြို့နယ်မှာ58နှစ်ပြည့်ကရော့အမျိုးသားနေ့အခမ်းအနားကျင်းပတဲ့တရင်ချင်းမိုင်မြို့မှာကရော့အမျိုးသားနေ့ကျင်းပတဲ့တရင်တွေအပါအဝင် Federal Affair နေ့စီသတင်းတွေကိုကြားရမှာပါ ကိုတိုင်းတောက်တကားမျိုးနဲ့ပဲနွယ်ကုံနဲ့တကွင်းလန်ပေါ်ကစစ်ကောင်စီတပ်စခန်းရှိစစ်ကောင်စီတပ်သားတို့ဟာပြည်သူ့ကကွယ်ရေးတံတော်ဘကိုခိုင်အမတ်နဲ့တုံးခုံသွင်းရနဲ့တရင်ထံကိုလက်နက်နဲ့အတူပတ်ပြောင်းခလုံးလာခဲ့တယ်လို့တုံးခုံသွင်းရနဲ့တရင်ကဒုတရင်မှုကဖရက်ဖန်ကိုပြောပါရယ်အဆိုပါပတ်ပြောင်းခလုံးလာသူဟာ MA1 တလက်5.56ဂျီကိုစစ်ထောက်တောင်းတဲ့အတူပြီးခဲ့တဲ့ဧပြီလ15ရက်နေ့မှာဗတ်ပြောက်ခုလုံလာခဲ့တာဖြစ်တယ်လို့သိရပြီးတော့ မက်ပြောင်လာသူကရန်ကုန်တိုင်းတိုက်ကြီးမြို့ကချွတ်ဖြူတင်းနှံကျောင်းကနေတင်းနှံဆင်းလာတဲ့အပတ်စခုနှစ်တင်းနှံသားဖြစ်ပြီးတင်းနှံဆင်းပြီးတာနဲ့ချက်ချင်းရှစ်တန်းကိုပို့ခန့်ခဲ့ရတာ၃လနီးပါးရှိသွားခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်လက်ရှိပုဂိုလ်ခန့်အမှတ်နဲ့၃ခု၃ရက်နဲ့တင်းအနေနဲ့ပုဂိုလ်တိုင်းမှာတကြံတွင်းလေးဖြစ်တဲ့အပြင်ငလင်းလင်းတွေကြောင့်စစ်ရေးကိုခဏနာထားရရှိပြီးမဲ့စစ်ကောင်စီဘက်ကတော့လက်လက်ကြီးကိုအသုံးပြုပြီးတွင်းလေးတက်တွေရှိရာကိုပြစ်ခတ်နေတယ်လို့ဆိုပါတယ်။ ကရင်ပြည်ဖရူဆိုမြို့နယ်အနောက်ချန်တနီယာမှာ59နှစ်ပြည့်ကျော်အမျိုးသားနေအခမ်းအနားကိုပြီးခဲ့တဲ့ဧပြီလ15ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အာနာသိပ်ပြီးနောက်ပိုင်းကအမျိုးသားနေပွဲကျင်းပရတဲ့အခါလီကျောင်းအန်ဒီယကိုအဓိကဆွေးနွေးနေရပြီမဲ့လာမယ့်အမျိုးသားနေအခမ်းအနားမှာဒီထက်ပိုခမ်းနားပြီးစီလုံးအောင်ကြိုးစားသွားမှာဖြစ်တယ်လို့သိရပါတယ်။ ကယော့မြူတာနဲ့ခန္ဓာမှာကယော့မြူတာအလံကိုအလေးပြုတာကယော့မြူတာတခြင်းဆိုတာကယော့ပုံအကာကာတာတဝန်လွားဖတ်ကြတာနဲ့မိခွန်ပြောကြတာအစီအစဉ်တွေပြုလုပ်ခဲ့ကြပြီးကယော့ဒေတာအတွင်းကကျေးရွာပေါင်း29ခုနဲ့လူဦးရေ2000ဝန်းကျင်တင်ရောက်ခဲ့တယ်လို့သိရပါတယ်ထိုင်းနိုင်ငံချင်မိုင်မြို့မှာကယော့လူမျိုးစုတွေကယော့မျိုးသားနှစ်ကိုကျင်းပလာတာဒီနေ့ဆိုရင် တာတရအတိမ်မြောက်ရှိပြီလို့ထိုင်းရောက်ကီယိုလူမျိုးစုဖွဲ့ကွန်ဒီ KYECT ရဲ့ပြန်ကြားရေးတာဝန်ခံဖီလီမင်ခိုင်ကဖက်ဒရယ်ဖန်ကိုပြောပါရယ်ကီယိုအမျိုးသားနေကိုထိုင်းနိုင်ငံရောက်ချိန်ပြီးခဲ့တဲ့2023ခုနှစ်ကလေးကစတင်ကျပါခဲ့တာဖြစ်ပြီး KYECT ကဦးဆောင်ကတတိယအတိမ်မြောက်ကီယိုအမျိုးသားနေကိုပြီးခဲ့တဲ့ဧပြီလ15ရက်နေ့မှာချင်းမိုင်မြို့မဲတဲခရီးယန်ဖွဲ့ကြီးတောင်မှာကျပါခဲ့တာပဲဖြစ်ပါရယ် KYCT အဖွဲ့အစည်းကို Bicaren 2024ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအကြောင်းမျိုးမျိုးကြောင့်ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့ကရောလူမျိုးတွေကိုလက်လံမိတဲ့လို့အကူအညီပေးဖို့နဲ့တော်လန်ရဲ့အထွတ်တစ်ဖက်တလန်ကနေပါဝင်အားဖြစ်ဖို့အတွက်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်ချောင်းကြီးတီဝါကိုစစ်ကောင်စီတပ်က PKR 73ရင်းနေမှာ test fighter နဲ့ဇီနဲ့ဗိုလ်လီလုံးတက်ချခဲ့ရာကြောင့် ရက်သားနှုတ်တည်ဆုံးပြီးရှုဥဒဏ်ရခဲ့တယ်လို့ပြည်ဦးလူခိုင်ပါကဖားရဲ့ပြန်ကြားရေးတာဝန်ခံသူကဖရဖန်ကိုပြောပါရယ်။ဒါ့အပြင်စစ်ကောင်စီတပ်ကကျွော်ရဲ့နေရာလေးနေရာလောက်ကိုလင်းချောင်းတတ်ခတ်ခဲ့တာဖြစ်ပြီးအရက်သားနေအိမ်ဆက်လေးလုံးနဲ့ကားနစီပျက်စီးခဲ့ရတယ်လို့လည်းသိရပါရယ်။ပြီးခဲ့တဲ့ဧပြီလ17ရက်နေ့မှာလေကောလင်းမြို့နယ်ရှော့ဖြူကုန်းကျေးရွာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခတ်ခဲ့တာကြောင့်စစ်ရှောင်းနေတဲ့အမျိုးသမီးဦးသေဆုံးခဲ့ရပါတယ်။ဂရင်းနီပြည်နယ် ကေလျာမြို့နယ်တနင်္လာမှာတနစ်တခါရိုးရကျွဲပူဇော်ပွဲနဲ့ငါးနှစ်တခါတကိုယ်တိုင်ဆိုင်ချူတဲ့ပွဲကိုပီကယ်ဧပြီလ9ရက်နေ့ကနေ15ရက်နေ့အထိ9ရက်သားပြုလုပ်ခဲ့ကြပါတယ်။ဂရင်းနီပြည်ရဲ့အနာဂတ်မှာဖြစ်လာမယ့်အထူးအဆုအခြေအနေနဲ့စားဝတ်နေရေးနဲ့ပတ်သက်ပြီးဟော့ကိန်းဟောနိုင်ဖို့တကူရှင် ကေဖို့တူကရေဦးတော်နှလုံးကိုချန်ထားပြခဲ့တယ်လို့ကြေအမျိုးသားစာပေနေရင်ဂျီမကွန်တီအသွင်ရေးမှုတစ်ခူးလီတွေကဆိုပါတယ်အစပါရေဦးတော်နှလုံးကဂရနီပြည်အရှိချန်အတွက်တလုံးနဲ့အနောက်ချန်အတွက်တလုံးဖြစ်ပါတယ်ကျွဲကိုမတက်ခင်မှာဆူတောင်းအတိတ်ချန်ဆွေရပြီးကျွဲကိုတက်လာတဲ့အချိန်မှာကျွဲဦးကောင်းလဲကြတဲ့အရေးဘက်ဟာအလောက်ကင်ကြည့်ပွားတူတမဲလို့ယူဆကြပြီးတော့ဒီနေ့မှာကျွဲတက်တဲ့အချိန်ကျွဲကောင်းကအနောက်မြောက်အရေးဒေသဘက်ကိုဦးတည်လဲကြတာကြောင့် နာမြောက်အရေးဒေတာပဲအလောက်ကိုင်းသူသက်ကြည့်ပွားမယ်လို့ယူဆကြပါတယ်။အဆိုပါပွဲကိုကျင်းပတဲ့ကာလအတွင်းမှာဒီရအတွင်းအယောက်စီတိုင်းအသားစားတတဝါရဲ့အသားကိုစားတော့ခြင်းကနေရှောင်းတီကြရတယ်လို့သိရပါတယ်။ဒီနေ့2025ခုနှစ် Greeny ပြည်အရှိချမ်းအတွက်ရေအုပ်တော်အဖုံကအနောက်တောင်ဘက်ကိုဦးတည်ကြပြီးအိုထဲကရေနလမရှိရာကြောင့်ဒီနေ့အနောက်တောင်ဘက်ကအကြီးကြီးအထိခိုက်ရှိနိုင်တဲ့အနေအထားမှရှိပြီး မိုးပုံမှန်ရွာသွန်းနိုင်တယ်လို့ဆိုထားပြီးဂရင်းပြအနောက်ခြံအတွက်အေအူအဖုံကတောင်ဘက်ခြံကိုဆောင်းချပြီးအိုးထဲမှာဘာမှမရှိပဲဗလာဖြစ်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကဒီနေ့ဧပြီလ18ရက်နေ့စံတရနေ့မှာအကျဉ်းသူအကျဉ်းသား4893ဦးကိုလူငင်းခွင့်ပေးခဲ့ရမှာလက်ရှိကနဦးနိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူစုစုပေါင်း22ဦးကို ခဏဦးလူငင်းလာတယ်လို့မြန်မာနိုင်ငံလုံဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ကဒီနေ့ထုတ်ပြန်ပါတယ်စစ်ကောင်စီလူငင်းပေးတဲ့အကျဉ်းထောင်တွေဟာပေါင်းတိအကျဉ်းထောင်ထဝယ်အကျဉ်းထောင်ပြည်အကျဉ်းထောင်ညောင်ဦးအကျဉ်းထောင်နဲ့ပခုတ်ကူအကျဉ်းထောင်တွေဖြစ်တယ်လို့ PPNM အဖွဲ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ကအကျဉ်းထောင် အချုပ်တော်စခန်းအတီးတီးမှပြည်တံလျှော့ချခံရတဲ့အကျဉ်းသားအကျဉ်းသူတွေကိုရစဖို့ချစ်ထုံဥပဒေပုံမှန်၄၀၀တိ ပုံမှခွဲတဲ့အရာကြခံဖို့ကြင်ရှိရပြတဲ့ရင်၆ပုံတပုံကို support ပေးရဆိုရပြတဲ့လူငင်းတတောက်ခွဲမိကိုချုပ်ပြန်ထားပြီးနိုင်ငံသားအကျဉ်းသားအကျဉ်းသူဆက်တော်ဦးကလည်းကြခံဖို့ကြင်ရှိရပြတဲ့တွေပေါ် support ပြီးပြတဲ့လူငင်းခွင်နဲ့ပြင်းနေနဲ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။အကျဉ်းထောင်တတိမှာမတရားဖန်ဆီးအကျဉ်းချခံထားရတဲ့ဦးဝင်းမြင့်နဲ့ထောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေအားလုံးချင်းချင်းမရှိ အမြန်ဆုံးလုပ်ပေးဖို့လည်း PPN ကတိုက်တွန်းတောင်းဆိုထားပါတယ်။ဗမာပြည်သူ့လူမျိုးရေးတမတော် PPLA အနေနဲ့2025ခုနှစ်ထမတိုင်အာတုချက်ဖွဲ့စည်းသွားမှာဖြစ်ပြီးစစ်ဒေသအတတီမှာမဟာမိတ်ကျွန်းနဲ့အတူတိုက်ပွဲတွေဆက်လက်ဖော်ဆောင်သွားမယ်လို့ဒီနေ့ April 19ရက်မြန်မာနေ့စံတည်းနေ့ BPLA တီထောင်ချင်းလင်းနေပြည်နယ်မှာ Federal Fund ကပြောပါရယ်။ လင်းနစ်သားကာလတွင်မှစစ်ဒေသတုံးခုအကြီးတိုးချက်ဖွဲ့စည်းထားနိုင်ပြီးမဟာမိတ်ဂျူနယ်တိုက်ပွဲတွေပေါ်ဆောင်နေပြီး PPLA ကဗမာအများစုနေထိုင်တဲ့ဒေသတွေမှာမဟာမိတ်ဂျူနယ်လက်သွဲပြီးတိုက်ပွဲတွေပေါ်ဆောင်နေကတိုက်ရင်အများပြားရည်ထက်စစ်စနစ်ကြောင့်ရည်ကိုအဓိကဥစားပေးသွားမယ်လို့လဲကုကင်ရီမှုမောင်ဆောင်ခရဲ့လင်းနစ်ပြခန္ဓာကိုပြပိုးတဲ့သုံးလွာမှရည်သားထားပါတယ် လူချုလူမြောက်ရေးအတွက်ကြာရတာဝန်ထမ်းဆောင်ရင်းအသက်ပေးလိုက်ရတဲ့ရေဘော်တွေနဲ့ကိုယ်နဲ့အင်ကာဆုံရှုံသွားတဲ့ရေဘော်တွေကိုဂုဏ်ပြုပြီးသူတို့ရဲ့ဆွလုံးပေးဆက်မှုကိုတရိယာကကြက်ကြက်ခင်တပ်ပွဲဝင်ကြဖို့တိုက်တွန်းလိုတယ်လို့ဆိုပါတယ်။ Today April 18ရက် Federal Affairs နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ဒီမှာအစူစူပါရှင်။